မင်္ဂလာပါလို့ရှိဥစားပြည့်နှုတ်ဆက်လိုပါတယ်ကျွန်တော်ရဲ့တော့တိုက်ကချန်နယ်ကိုနေ့ရက်တိုင်းအပိတဲ့ဒီတိုင်းကိုလည်းအထူးပဲကြည့်လို့တင်တယ်ဒီနေ့ကျွန်တော်တင်ဆက်မယ့် view လေးကတော့ view ရဲ့ view file လေးဖြစ်တယ်ဒီလိုကလားစကြရအောင်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ຫນွေဥမဲ့ချစ်တဲ့ PDF တွေရဲ့ video တော်တော်လေးနဲ့အရင်စရအောင်နော်ဘယ်လိုကြရလဲ ်ကြာဘယ်ဘယ်ဟောဒီကြာဘယ်အနောက်နေသွားမလား60အလောက်သွားတော့2023 January လတုန်းကတော့အခုဒီစက်ရုပ်ဒီတီထွင်ခဲ့တဲ့ PDF လူငယ်လေးတွေဟာတချို့ဟာကြောင်သားတွေတချို့ဆိုလို့ရှိရင်တော့အလုတ်ခွင်ထဲမှာအလုတ်လုပ်နေတဲ့သူတွေတချို့ဆိုလို့ရှိရင်တော့နော်လေလုတ်တဲ့သူတွေတချို့ဆိုလို့ရှိရင်တော့အော်စီးပွားရေးလုပ်နေတဲ့သူတွေနီးမျိုးစုံနဲ့နေနေတဲ့လူငယ်လေးတွေဖြစ်ကြပါတယ်ဆိုတော့အခုဒီထဲမှာလုပ်နေတဲ့သူတွေဟာတနေ့တစ်ချိန်ချိန်ကြလို့ရှိရင်ကျွန်တော်ကတော့လက်နဲ့တွေလုပ်မယ်ဘုံတွေလုပ်မယ်တနေ့ကြလို့ရှိရင်ငါကတော့စစ်ခွေးတွေနဲ့ပြစ်ခတ်မှုတွေကိုပြုတ်လုပ်တဲ့တော်လာရဲတတ်တတ်ဖြစ်လိမ့်မယ်လို့ အိမ်မက်လဲနေခဲ့မှာမဟုတ်တလို့ဘယ်တော့အခါမှဒီလိုမျိုးဟိုစိတ်ကူးတော့ယင်ခက်ဖူးကြမှာမဟုတ်ဘူးဒါပဲလေပဲဒီနေ့ခွေးတွေကြောင့်တော်လိုင်းရဲလူငယ်လေးတွေဟာသူ့ကြုံမခံချင်တော့စိတ်ကြောင့်ဒီနေ့တော်လိုင်းရဲထဲကိုဝန်လာခဲ့ကြတယ်ရိုင်းဆိုင်တော့ခွေးစစ်တပ်တွေကြောင့်ဒီလူငယ်လေးတွေဟာ လဲကွာနဲ့သူမီးလဲလဲကိုကင်ပြီးမှတောထဲမှာဒုက္ခဆင်းရဲမျိုးစုံကိုခံပြီးတော့စစ်ခွေးကိုတိုက်ခိုက်ကြတယ်ဒါပေမဲ့လဲပဲတနေ့ပြီးတနေ့ရက်တီကြလာနေတဲ့အတူသူတို့စီမှာရှိတဲ့ဖုန်းနဲ့သူတို့ကပညာသင်ကြတယ်သူတို့စီမှာရှိတဲ့ဖုန်းလေးနဲ့သူတို့တီထွင်လာခဲ့တာအခုဆိုလို့ရှိရင်ဒီလိုမျိုးစက်ရုပ်ဒီတီထွင်နိုင်ခဲ့ပြီးစစ်ခွေးကိုတတ်ဖို့ရအတွက်ဒီလိုမျိုးဒုံးကြီးတွေကိုပြစ်နိုင်တဲ့ကားတွေကိုတီထွင်လာနိုင်တဲ့အဆင့်တိရှိလာခဲ့ပြီး ဒါတို့ကြည့်လိုက်တဲ့အခါမှာဒီနေ့ကျမတို့မြန်မာနိုင်ငံက တကယ်လို့သားလူအခွင့်အရေးနဲ့ပြည်စုံတဲ့နိုင်ငံဒီမိုကရေစီအောက်ထဲမှာကိုတင်ချင်တဲ့ပညာဘာသာရပ်တွေကိုလွတ်လွတ်လပ်လပ်တင်မဲ့ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံဟာသူများနိုင်ငံနဲ့ရင်ပေါင်သားဖို့မပြောနဲ့သူများနိုင်ငံကိုတောင်ဥဆောင်နိုင်တဲ့လူငယ်လေးတွေအများကြီးရှိကြတယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်မို့ပဲဒေါ်အောင်ဆန်းစုကြည်ဟာဒီနေ့ဒီလိုမျိုးတော်တဲ့လူငယ်လေးတွေရှိတယ်ဆိုတာကိုသိလို့ပဲစင်ကာပူနိုင်ငံကိုကြော်တက်မယ်လို့ပြောသွားတယ်။ တော်လန်ရဲ့မိသားစုကနေမှလာတဲ့ငွေလောက်နဲ့ပဲလောက်တာတောင်မှအခုတလောက်ထိတတ်တယ်တကယ်လို့ဒါအခွင့်ရေးကြုံခဲ့လို့သူများနိုင်ငံကလိုမျိုးကျောင်းတွေကောင်းကောင်းလေးသာတက်နိုင်ခဲ့တယ်ဆိုလို့ရှိရင်ဒီနေ့ကျမတို့တော်လန်ရဲ့လူငယ်လေးတွေဟာဘလောက်အထိထက်မြက်တဲ့လူတွေဖြစ်မလဲဆိုတာတော့ကျမတို့မြင်ရနိုင်မယ်ဆိုတော့ဒီ PDF လူငယ်လေးတွေဟာခွေးတွေလို့ရုရှားနိုင်ငံမှာပညာသွားမတင်ကြဘူးသူများနိုင်ငံမှာကြုံခံပြီးတော့ပညာသွားမတင်ကြဘူး ကိုရှိတဲ့ဖုန်းလေးနဲ့တီထွင်တာဒလောက်ကိုတောင်မှတက်မြောက်နေခဲ့ပြီး Federal Wings အဖွဲ့ကနေမှဒီလိုမျိုးထုတ်ပြန်လာခဲ့ပြီးဆိုတော့ကျွန်တော်တို့ပို့ပြီးမှအစ်စ်မြင့်တဲ့ drone တွေထုတ်လို့ဖို့လိုအပ်တယ်အာနာပေမဲ့လည်းပဲတော်လာရဲမိသားစုတွေဆက်လက်ပြီးတော့ Federal Wings တွေကိုလည်းများများကူညီရအောင် ပြီးလို့ရှိရင်အခုအညာမှာရှိတော့ PDF တွေဟာစခန်းတွေကိုမသိမ့်ပေမဲ့လည်းပဲသူတို့ဟာအင်မတမအရေးပါတယ်မြို့တွေမှာမွေနောက်နေတော့ခွေးတွေကိုမြန်မြန်တတ်ဖို့လိုအပ်တယ်ဒါကြောင့်အညာမှာရှိတော့ PDF တွေကိုဆက်လက်ပြီးတော့အရင်နှောင်းကဆက်ပို့ပြီးမှကိုညီထောက်ပံ့ရအောင်ဆိုတဲ့အကြောင်းကိုပထမသတင်းအနေနဲ့ပြောချင်တာဖြစ်တယ်ပြီးတော့နောက်တရင်တပုတ်အနေနဲ့ကတော့စစ်ရဲကိုသွားချင်တယ်စစ်ရဲထဲမှာအခုကျမတို့ဒီဖကန်ဖကန်မာကလွန်ခဲ့တဲ့အပတ်မှာ ဖကတ်မှာရှိသောခွေးအကောင်နေရာကျော်ကကားမိုင်းဘက်ကိုဆုတ်ခွာသွားခဲ့ပြီးဒါပေမဲ့လည်းပဲမနေ့ကတော့ဒီဆိုင်တောင်ယူမာဘက်မှာတိုက်ပွဲတွေအင်မတန်မှ ပြင်းထန်နေပါတယ်ပြီးတော့ပူတာဦးမှာလည်းအတော်လေးခွေးတွေကိုနော်တမလွန်ဘက်ကိုအလင်းဝင်ခိုင်းနေတယ်ဆိုတော့ကြောက်လဲတီးရတယ်ဝိုင်းမော်လက်မြောင်ဘက်မှာတော့နည်းနည်းလေးငြိမ့်နေတယ်ဘုံမော်မှာတော့စခန်းသိမ်းရတာတော့မရှိပဲမဲ့ခွေးမသားတွေအများကြီးတမလွန်ကိုပို့နေတယ်ဆိုတော့ကြောက်ပြောပြချင်တယ် နော်ပြီးရင်နောက်တစ်ခုအနေနဲ့ကတော့အရခတ်တတော်နဲ့ပူပေါင်းတော်လိုင်းရဲဒီဘက်ကနေမှနတ်ရဲကံပြူဟာကုန်းလိုင်ကူထဲမှာခိုအောင်နေတော့ခွေးချဘိုးတွေကိုလန်လန်ရှင်းနေနေတဲ့အခါမှာတချို့ကိုဖမ်းရတယ်တချို့ကတော့အလန်ထူထောင်းတယ်ဆိုတာသိရတယ်အဲ့လန်ကူထဲမှာခိုးအောင်နေတော့ခွေးတွေကိုကေထုတ်နိုင်ဖို့ရအတွက်စစ်ကြောင်းတွေလည်းထိုးလာတယ်စစ်အဲ့စစ်ကြောင်းတွေကိုလည်းပဲဒီအရခတ်တတော်နဲ့ပူပေါင်းတော်လာရဲတွေရဲ့တိုက်ခိုက်မှုကြောင့်မတာပုံနေတယ်ဆိုတာသိရတယ်ဆိုတော့ တက်ဆိုင်တဲ့သူတွေခွေးမတလာကောက်ကြပါလို့ပြောချင်တယ်။ပြီးနောက်တစ်ခုအနေနဲ့ကတော့အခုမွန်ပြည်နယ်မှာအင်မတာမနာမည်ကြီးနေတော့ရဲဘလူးတွေရဲ့အောင်ပွဲမွန်ပြည်နယ်ရဲမြို့နယ်အာယူတောင်ကျဲရွာမှာတတ်ချထားတဲ့ခွေးတွေဘက်ကနေမှဒီတော်လန်ရဲတွေရဲ့အခြေအနေကိုစုံစမ်းဖို့ရအတွက်ဆိုပြီးမှပြူစောတိကောင်းဆောင်လင်းဦးရဲ့ကျွန်းမျိုးစော်ဆိုတဲ့အဲခွေးကတော့တော်လန်ရဲဒီရဲ့အကြောင်းကိုစုံစမ်းဖို့ရတဲ့လာတဲ့အခါမှာ ဒီရေဘလူးတပ်ဖွဲ့ကနေမှဖန်စီရမိတယ်ဆိုတဲ့အကြောင်းသိရတယ်ဆိုတော့အခုဒီပုံထဲမှာကြည့်လိုက်ပါဦးပုံထဲမှာကြည့်ရင်တော့တနာကမာလေးပေါ့နော်ဒါပေမဲ့တို့ရဲ့အကျင့်နေဟာအင်မတမယွန်ဆရာကောင်းတယ်ဆိုတော့အခုရေဘလူးတွေကတော့ဖန်ထားတယ်အခုမျိုးစုံနဲ့ပတ်သက်တော့မိသားစုတွေနဲ့ဒီစခွေးတွေကြည့်ကြရဲ့ဘလူးလက်ချက်ဆိုတာနင်တို့သိတယ်နော်တော်တော်လေးတော့ချင်ခံစက်နဲ့ပြည့်စုံတယ်ဆိုတာကိုလည်းမမေ့ကြပါနဲ့နော် ဆိုတော့ခုကျွဲတော့နောက်သတင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်အောင်နော်အေးရထုတ်ပြန်တဲ့ဆက်ထုတ်တယ်တန်ထွေးတဲ့ဂွားမျိုးနဲ့ညီမတဲ့ပင်လယ်ပြင်မှာည6နာရီနဲ့မနက်6နာရီအထိညချင်း၅ဖက်ယူမှုကိုတဲ့အော်တိုဝါ16ရဲ့ညကနေစပြီးတော့အကန့်အသတ်ရှိပြင်ပြင်လိုက်ပါပြီဆိုပြီးတော့အတိပေးတယ်ဆိုပြီးတော့ဒါအေးရထုတ်ပြန်တယ်ဘာလို့သူကအဲ့လိုအကန့်အသတ်ရှိပြင်ပြင်လဲဆိုတော့တန်ထွေးတို့ဂွားတို့ဒီနေမြည်တဲ့ပင်လယ်ပြင်ကို၅ဖက်လေးတည်းက၅ထွက်ဖမ်းတယ်အဲ့ပင်လယ်ပြင်ရဲ့အဖို့ဘက်မှာစစ်တပ်ကသမိုးတွေရှိတယ်ပြောရရင် ထွန်းမြတ်တို့အုပ်စုအေးရီကြောက်လာကြောက်လာကြတော့ဒီငါးဖန်းလေးတွေကထွက်သွားတယ်ငါးဖန်းနဲ့ဖမ်းပြီးတော့ပြန်လာတယ်ကန်းကိုကတ်တဲ့ခါမှာစစ်သားတွေပါလာမှသူကကြောက်စစ်သားတွေပါလာပြီးတော့စစ်တပ်ကကန်းထိုးတက်ပြီးကန်းထိုးပြီးတော့တိုက်လာမှသူတို့ကြောက်ပုံရတယ်အဲဒါကြောင့်မလို့သူကငါးထွန်းမဖမ်းရတယ်ဆိုတော့ငါးဖန်းသမားတွေကငါးထွန်းမဖမ်းရရင်ဘာနဲ့ထမင်းစားရမလဲစဉ်းစားကြည့်သူတို့ငါးဖန်းမှာထမင်းစားရမယ်လူတွေလေအဲတော့ငါးထွန်းမဖမ်းရဘူးဆိုပြီးအေးရပိတ်လိုက်တယ်ဘယ်နဲ့ထိလဲမရက်ကန်းသားမရှိရဆိုတော့စစ်တပ်ကိုကြောက်တဲ့စိတ်နဲ့ငါးဖန်းလူသားတွေကိုငါးမဖမ်းရဘူးပြောတော့ငါးဖန်းလူသားတွေအခွင့်အရေးဆုံးရှုံးတယ်ပေါ့ဗျာပြီးတော့ သူ့ရဲ့စစ်တပ်ကိုကြောက်တဲ့စိတ်ကပိုပြီးပေါ်လာတယ်အာခတ်တော်ဒီဘက်ကနေမှအော်တိုဘလာ16ရင်းနဲ့တော့ကထုတ်ပြန်ချက်တစ်ခုကိုထုတ်ခဲ့တယ်။ဒါကဘာလဲဆိုတော့စစ်ခွေးတွေကအခုဒီအာခတ်တပ်တော်တွေထိမ့်ချုပ်ထားတဲ့နေမြေတွေကိုယူနိုင်ဖို့ရာအတွက်အခုဒီတန်တော်ရင်းနဲ့ကြောက်ဖြူမြို့ကိုစစ်ခွေးတွေကတော့တင်ပေါ်နဲ့စစ်ကိုပို့ဖို့အတွက်အစီအစဉ်တွေလုပ်နေကြတယ်။ဒါကြောင့်မို့ပဲဒီတန်တော်ရင်းနဲ့ဂွာမြို့ဘက်ကနေမှကြီးလိုက်တဲ့အခါမှာပင်လယ်တွေမှာခွေးတွေရဲ့တင်ပေါ်တွေကပလူပြနေကြတယ်။ ဆိုတော့အခုဒီပလူပြန်နေတာမကဘူးသူတို့ရဲ့တင်းပေါ်ရောအပေါ်ဒီမှာလေရင်တီနဲ့ဝေးပြီးမှနော်အခြေအနေကိုလေလာကြောက်ကြည့်ကြတယ်ဆိုတော့စစ်ခွေးတွေကခိုးကြောင်ခိုးဝက်နဲ့တခိုးကြဘိုးအလုတ်ကိုလှုပ်တတ်တဲ့အတွက်ကြောင့်တင်လဲမှာငါးရှာပြီးတော့ဝမ်းစာကိုလုံနေကြတဲ့သူဒီကနေမှည6နာရီကနေမှ နောက်မနေ့6နာရီထိ ဆိုလိုချင်တာကညမှာငါးရှာမထွက်ဖို့ရန်အတွက်အရခတ်တတော်ဒီဘက်ကနေမှအဲစာထုတ်ပြန်ထားတယ်ငါးရှာပြီးတော့ဝမ်းစာရှာနေတဲ့သူဒီကိုမညာမတာလောက်တာမဟုတ်ပါဘူးကိုယ့်ရဲ့ပြည်နယ်ကိုစစ်ခွေးတွေမလာနိုင်အောင်ကာကွယ်ချင်းဖြစ်တယ်ဆိုတော့အခုဒီတန်တွဲနဲ့ဂွားကနေကြည်လိုက်လို့ရှင်စစ်တင်ဘောတွေတွာလာနေတာတွေ့တယ်စစ်ခွေးတွေကတော့မြေပြင်ကနေမှစစ်ကိုပို့တယ်ဆိုလို့ရှင်လည်းအရခတ်တတော်နဲ့ပူပေါင်းတော်လာရဲ့ဒီရဲ့တိုက်ခိုက်မှုကြောင့်မတာပေါ်ကုန်တယ်လေရင်နဲ့ရင်တော့ကဒီရုံးမဘက်မှာလာ ချတော့ကလည်းတချို့ဆိုလို့ရှိရင်လမ်းမှာပျောက်ပြီးမသားပေါ်တာတွေရှိတယ်။အရခတ်တတ်တို့တွေရှိတဲ့ဘက်ကိုရောက်လာလို့ဖန်စီယမ်းခဲ့တဲ့ခွေးတွေမြဲရှိတယ်။ဒါကြောင့်တို့ကလေရင်ကနေလည်းလာပို့လို့မရသလိုမြေပြင်ကနေလည်းတို့ပို့လို့မရဘူး။ဒါကြောင့်အခုတို့ကတော့ဒီတင်းပေါ်တွေနဲ့ခွေးတွေကိုပို့ဖို့ရန်အတွက်ရှိတယ်။ဒါပေမဲ့တို့ရဲ့ တင်ဘောကကြောက်ဖြူတီတန်ရွဲတီဘက်ကိုကတ်လို့မရဘူးကတ်တယ်ဆိုလို့ရှိရင်အခတ်တတော်တွေပြင်းထဲလိုက်မှလေဆိုတော့အခုတို့ရဲ့ခွေးချင်းခွေးကြံဖြစ်တဲ့အကျင့်ကြံနေနဲ့ငါးဖက်ဆက်လေးတီကိုအသုံးပြုပြီးတော့ရခိုင်ပြည်နယ်ကိုဝန်လာဆရာကြောက်ရှိတဲ့အတွက်ကြောင့်အခတ်တတော်တွေကနေမှကိုယ့်ရဲ့ပြည်နယ်ကိုခွေးတွေမဝန်နိုင်အောင်ဆိုပြီးမှဒီစာကိုထုတ်လိုက်ခြင်းဖြစ်တယ်ဒါကိုအခုဒီကျွန်မျိုးမင်းကဘာပြောလဲဆိုတော့ဒါတွေကိုကြည့်ချင်းအပြင်အခတ်တတော်တွေကခွေးကိုကြောက်တယ်လို့ပြောတယ်အခတ်တတော် ော်ဒီခွေးကိုကြောက်သလားမကြောက်ဘူးလားတော့မသိဘူးတိုင်းဌာနတိုင်းပြစ်တာတော့သိတယ်ခွေးကြောက်မကြောက်တော့မသိဘူးเนาะဆိုတော့ဒီလိုထုံမတာเนาะကြောက်စတန်းတာဆိုလို့ရှိရင်အခုကျမတို့ကချင်းပြည်နယ်မြစ်ကျနနဲ့ဖကတ်မှာညစေနိုင်ကလည်းမနဲ့လဲနိုင်ရည်အထိလုံးဝထွက်ခွင့်မရှိတလို့လူ9ယောက်ထက်ပိုပြီးတော့စုဝဲခွင့်မရှိဘူးဒါတော့ဗာလဲကျွမျိုးမင်းပြောလေမြစ်ကျနနေဆိုတာဟာစစ် အုပ်ချုပ်ရေးကြေညာထားတဲ့နေရာဖြစ်တယ် စီတို့ထုတ်ရကြညာထားတာမလို့တော့ဘူးနော်အခုနင်းတို့မာရှယ်တော့ပါထုတ်လိုက်တယ်ဆိုတော့နင်းတို့ဘလောက်ကြောက်တယ်လဲလူအများကြီးတော့မဟုတ်ဘူးနော်ငါးယောက်ထက်ပိုပြီးသူယုံလို့မရဘူးဆိုတော့နင်းတို့ KIA တို့တော့ရမ်းကြောက်တယ်မဟုတ်ဘူးလားတကယ်ဆိုလို့ရှိရင် KIA တွေကဒီမြစ်ကျတ်မြို့ထဲမှာတော့မသွားဘူး PDF အနေအချင်းတွေတော့ရှိကြတယ်လူ9ယောက်တည်းပို့လို့ရှိရင်နင်းတို့ရဲ့စခန်းတွေကိုတိုင်းမှာနင်းတို့ကြောက်တယ်မဟုတ်ဘူးလားဒါကြောင့်စကားပြောတယ်ဆိုလို့ရှိရင်ရှေ့နောက်ကြည့်ပြီးမှပြော เนาะအခုအရခတ်တတော်တွေဒီလိုထုတ်ထားတာဟာသူတို့ရခိုင်လူမျိုးတွေလုံခြုံဖို့ရန်အတွက် ခွေးတွေလူရှိတဲ့ပြည်နယ်ကိုမလာဖို့ရန်အတွက်ကာကွယ်ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြခြင်းတယ်ပြီးနောက်သတင်းတပုတ်အနေနဲ့ကတော့အခုမနေ့ကနေမှအတော်လေးနာမည်ကြီးတဲ့ရုပ်ရှင်ကာကြီးတခုအကြောင်းကိုကြွားပြောခြင်းတယ်အဲယုတ်ရှင်စကားကြီးရဲ့နာမည်ကတော့ KK Park ဖြစ်တယ်။ဆိုတော့ဒီ KK Park ထဲမှာပါဝင်သရုပ်ဆောင်နေတဲ့သူတွေကတော့အင်မတန်မှကောင်းပါတယ်။ဒါပေမဲ့ အာဒီထဲမှာဒါရိုက်တာကတော့အုံအောင်မပြည့်တဲ့အတွက်ကြောင့်ရိုက်ကူးတဲ့ရေးထဲမှာအတော်လေးမပြည့်ပြင်းတာတွေရှိပါတယ်ဒါပေမဲ့အတော်လေးနာမည်ကြီးတဲ့ရုပ်ရှင်ဇာတ်ကဖြစ်ခဲ့တယ်ပြောမယ်ဆိုလို့ရှိရင်ဥပမာကွန်ပျူတာတစ်ခုကိုတင်နေဆိုလို့ရှိရင် monitor tab ဒီအောက်မှာရှိတဲ့ tower ကပိုရေးကြီးတယ်ဆိုတဲ့ဥစ္စာတွေမေ့သွားတာမျိုးတွေအဲ့လိုမျိုးရှိတယ်ပေါ့နော်ဆိုတော့ဒီရုပ်ရှင်ဇာတ်ကားကကောင်းပေမဲ့လည်းပဲဝေဖန်မှုတွေများသွားတယ်ကျွတ်ဘာပြောချင်လဲဆိုတော့ဒီနေ့ကျွတ်တို့တိုင်းရင်သားလက်နက်ကင်တော်လိုင်းရဲဒီရဲ့အကြောင်းကိုကြည့်တဲ့အခါမှာကရင်တို့မျိုးတွေဆိုတာဟာနာမည်ကြီးပြီးတော့တိုက်ခိုက်ရဲထဲမှာအင်မတမကောင်းမွန်သော လက်နက်ကိုင်တိုင်ရင်တာတဖွဲ့ဖြစ်ပါတယ်ပြီးလို့ရှိရင်အရင်တော့ရန်ကုန်အစိုးရဆိုတာတွေဘာကြောင့်ဖြစ်ပေါ်လာခဲ့တလဲဆိုတာလဲကျမတို့အားလုံးသိပြီးသားဖြစ်တယ်ကရင်တွေရဲ့လက်နက်ကိုင်လာခဲ့တဲ့တမိုင်းချောင်းကိုပြန်ကြည့်လိုက်တဲ့အခါမှာကရင်လူမျိုးတွေဟာတပ်ရဲခိုက်ရဲအဲထဲမှာအင်မတာမအကောင်းပြီးတော့အင်မတာမလုံလဝရိယနဲ့ပြည်စုံတော့ကရင်လူမျိုးတွေဖြစ်တယ်ဒါပေမဲ့ကရင်လူမျိုးထဲမှာခက်တာက တစ်ချက်ကအယုံကြည်လွယ်တယ်နိအချက်ကတော့မာယွင်းသွားတဲ့ပြဿနာတွေပေါ်မှာသင်္ခန်းစာမယူတတ်ဘူးဆိုတဲ့အကြောင်းကိုရေပူရအနေနဲ့သိနိုင်တယ်ဆိုတော့ဒီနေ့ကကျောရတော်လာရေဘက်မှာရက်နေတော့ ကရင်လူမျိုးတွေကိုမပြောချင်ပဲနဲ့စစ်ခွေးဘက်ကိုရက်တော့ကရင်လူမျိုးတွေအကြောင်းကိုပြောချင်တယ်အော်တိုဘာလာ16ရက်နေ့မှာတော့ကျွန်တော်တချို့တွေလည်းတရင်ထဲမှာကြည်ပြီးသားဖြစ်လိမ့်မယ်ခင်ညွန့်ကိုဖမ်းဆီးခဲ့တာ20နှစ်ပြည့်သွားပြီဆိုတော့အဥ္စာကိုတရင်ထဲမှာလည်းအတော်လေးကြားရပြီးသားဖြစ်လိမ့်မယ် ခင်ညွန့်ကိုတချို့တော့သူဒီက TV မင်းသားလို့လည်းသိကြတယ်။ဘာကြောင့်လဲဆိုတော့ခင်ညွန့်မပါတဲ့ညမရှိဘူး။သူ့ရဲ့မျက်ခွက်ကိုမြင်ပြီးမှပဲဇက်လန်သွဲနေလာကြတယ်။ဆိုတော့ခင်ညွန့်ဟာတချိန်တစ်ခါတုန်းက ထောက်လန်းရေးထဲမှာနာမည်ကြီးခဲ့တယ်လို့ဒီမြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးပိုင်ဆိုင်ရာမှာလည်းနာမည်ကြီးခဲ့တယ်။ဒီမြေပြင်မှာပဲသူ့နာမည်ကြီးခဲ့တာမဟုတ်ဘဲနဲ့လေလိုက်ဖြစ်တဲ့ TV မှာလည်းအင်မတားမှနာမည်ကြီးတော့ ခွိစစ်တပ်ကကောင်းတကောင်းဖြစ်ခဲ့တယ်။ဒီလောက်ထိနာမည်ကြီးလာခဲ့ပေမဲ့လည်းပဲသူ့ကိုတခါတည်းပဲဖမ်းဆီးခဲ့လိုက်တယ်။ဒီလိုမျိုးနာမည်ကြီးပြီးမှစစ်ခွေးတွေအတွက်တလောက်ကြီးအထွတ်အမြတ်ဖြစ်ခဲ့တော့ခင်ညွန့်ကိုတောင်းမမလို့တော့ဘူးဆိုလို့ရှိရင်ချက်ချင်းဖမ်းနိုင်ခဲ့တဲ့ဒီခွေးတွေဟာသူ့ရဲ့အာဏာတစ်ခုကိုရရှိလာတဲ့အခါမှာနောက်တစ်ယောက်ကိုဖိနှိမ်ဖို့ရအတွက်ဝန်မလဲတဲ့ ခွေးလက်နဲ့ကင်နေဖြစ်တယ်။ဆိုတော့ဒီနေ့စောချစ်တူကပြောလိုက်မယ်။ငါဟာဘာယာဒူးကိုကင်ထားတယ်။ဘာစီးပွားရေးတွေကိုလုပ်တယ်လို့ပြောပေမဲ့လည်းပဲခွေးတွေဟာအခုဒီခက်ခဲပေါက်မှာဝင်ရောက်ပြီးတော့စီးနှင်းတာကိုကြည့်ချင်းအားဖြင့်ဆိုချစ်သူတိတက်ဖို့ကနင့်တို့တဲ့ပိုပြမအစ်စ်မြင့်တဲ့နေရာမှာနေခဲ့တဲ့ခင်ညွန်းက ဘာဝနေမှမပေးဘူးသူတို့မှဝရလည်းမလိုဘူးဘာမှမလိုဘူးစကားတခွန်းပဲလိုတယ်သွားဖမ်းလိုက်ဆိုလို့ရှိရင်သူတို့ဖမ်းတာပဲသူတို့ရဲ့စခွေးဒီနေရာထဲမှာအတော်လေးနာမည်ကြီးနေတဲ့ခင်ညွန့်ကိုတောင်မှ စက္ကန့်ပိုင်းမှာပဲသူတို့ရဲ့လက်ခုပ်သေးကရေလိုပဲတွန်လိုက်နိုင်ခဲ့ရင်နင့်တို့လိုမျိုးမလောက်လဲမလောက်စားတွေကစစ်ခွေးတဲ့အချိန်မရွေးတွန်ချင်တွန်မောက်ချင်မောက်လုံနိုင်တယ်ဆိုတာကိုလည်းမမဲနဲ့ဆိုတော့အခု အစောချစ်သူကပြောလိုက်မယ်ငါဟာဘာယာဒူးကိုရထားတယ်လို့ပြောလိုက်မယ်နင့်ရဲ့ယာဒူးကိုစစ်ခွေးတွေကယူမဆိုင်လို့အခုနင်းအုပ်ချုပ်ထားတဲ့ကေကေဖတ်ခဲမှာဘာဖြစ်သွားခဲ့ပြီလဲဘာဆက်လန်တွဲတွေရိုက်ခဲ့လို့ပြီလဲဆိုတာကိုသိကြပါစောချစ်သူရဲ့အိမ်နေဘလောက်ကြီးလဲဆိုတာလည်းအခုစစ်ခွေးတွေတိတယ်အချိန်မရွေးနင့်တို့အိမ်ကိုဘုံကျဲတိုက်ခိုက်သွားနိုင်တယ် 是亏的，碰见来路白的呀，我不得天妈！第一次亏的哈，我也挨过碰见来的。第一次亏的哈，我也把菜买的过白来的。白那样妈妈对呀说：“老面不。”面嘛呢？俺妈洗的对呀，我不得哈。是亏的，挣点钱嘛，偷东坡也对。洗的我不得白撇的，比都路土的也对。白那样妈妈对呀说：“老面也不。”比如现在洗的呢，是亏的，挣点钱嘛，东坡也对白洗的。 ဘယ်ပြည်သူလူထုဒီအတွက်မှထုတ်ထားတဲ့ဥပဒေမရှိဘူးဥပမာစစ်ခွေးတကောင်ကနေမှပြည်သူလူထုတယောက်ကို မသိမ်းကျင့်လိုက်တယ်တတ်ပစ်လိုက်တယ်ဘယ်ဥပဒေနဲ့ဆွဲမလဲသူတို့ရဲ့ဥပဒေမှမရှိဘူးတရားစွဲမဲ့သူကသာပတ်စံကုန်မယ်ငွေကုန်မယ်အချိန်ကုန်ပြီးတော့တရားလိုက်ဆွဲလိမ့်မယ်ဘယ်အမှုမှမပေါ်ပေါ့ပေါက်စီရဘူးနော်ဆိုတော့လုံနေတယ်စောင့်ပေးပါစောင့်ပေးပါ အချိန်တန်ရင်အကြောင်းပြမယ်ဒါပဲ ဒါပေမဲ့လည်းပဲစစ်ခွေးတွေအတွက်ကသူတို့လက်ထဲမှာရှိတဲ့ဥပဒေဟာအခုအကောင့်ထဲပေါ်မယ်ဆိုတော့အခုအကောင့်ထဲပေါ်တယ်ဒီဥပဒေဟာတုံးလို့မရဘူးဆိုလို့ရှိရင်တုံးလို့မရဘူးဒါကြောင့်စစ်ခွေးတွေရဲ့ဥပဒေဆိုတာဟာသူတို့အတွက်ပဲအသက်ရှင်တယ်ပြည်သူလူထုတွေအတွက်ကဘယ်ဥပဒေမဆိုအသေးဖြစ်တယ်ဆိုတာကိုနားလည်ဖို့လိုတယ်ဆိုတော့အခုဒီကေကေပောက်မှာဖြစ်သွားတဲ့အဥ္စာကိုကြည့်ချင်းအဖင်းစောချစ်သူနဲ့အတူခွေးဘောမနဲ့တော့ ကရင်လက်နက်ကင်တွေဟာနင့်တို့ရဲ့ဘဝဟာဘေသောအခါမှာအာမခံချက်လုံးဝမရှိဘူးဆိုတာကိုပြသသွားတာဖြစ်တယ်ဆိုတော့အခုဒီ KK Park ဆိုတာဟာကရင်ပြည်နယ်ကကရင်လူမျိုးတွေအုပ်ချုပ်ထားတဲ့နေရာဖြစ်တယ်တော်လရဲတွေတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းပဲခွေးဘောမတွေဖြစ်တဲ့ကရင်လူမျိုးတွေဘက်ကမှအုပ်ချုပ်ထားတာဖြစ်တယ်ဆိုတော့ကျွန်မအတန်တန်ပြောခဲ့တယ်ဒီကရင်ပြည်နယ်ဆိုတာဟာ ကရင်လူမျိုးတွေခွေးကိုမခေါ်ရင်ဒီတိတံလူမျိုးဖြစ်နေတော့ကရင်ပြည်နယ်ကိုခွေးတွေလာဖို့ရတဲ့အစီမပြေဘူးအာရှလန်ကိုခွေးတွေဝင်သွားတော့ကလည်းကြည်ပါလက်နဲ့ဘယ်နှခါဖောက်ခဲ့တယ်လဲဘယ်လောက်အထိဒေါ်လာရဲတွေနဲ့တိုက်ခဲ့လို့ဘယ်လောက်ဒေါ်လာရဲတွေကိုချေမုန်းနိုင်ခဲ့လို့တို့တို့ဒီအာရှလန်ကိုပိုင်ခဲ့တယ်လဲခွေးတွေဝုံဝုံထွက်ထွက်အကုန်လုံးနိုင်အောင်လှုပ်ပေးခဲ့တာဟာခွေးတွေရဲ့အကျုံဖြစ်တဲ့ကရင်လူမျိုးတွေဖြစ်တဲ့ ကရင်ပြည်နယ်ဟာအမတမကောင်းတော့အိမ်နီးချင်းကောင်းကိုရထားတာဖြစ်တဲ့ဒီနေ့ကရင်လူမျိုးတွေဟာကိုယ့်ရဲ့ဘဝကိုကိုကိုရိုင်းတိုးတက်အောင်လုပ်မဲ့အစားဘာကြောင့်မို့ခွေးတွေရဲ့ကျုံဖြစ်ချင်နေကြတာလဲထိုင်းနိုင်ငံကိုမြည်ညမ်းပြီးတော့နင့်တို့ရဲ့ဘဝဟာချမ်းသာတဲ့ချမ်းသာအောင်တိုးတက်တဲ့တိုးတက်အောင်လုပ်နိုင်တဲ့အခြေအနေတွေရှိကြပါတယ်ဒါပေမဲ့ကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံကိုမြည်ပြီးတော့တိုးတက်အောင်လုပ်မဲ့အစား ဘာမှမတက်နိုင်ဘဲနဲ့ကိုယ့်ရဲ့ဘဝကိုတောင်သူများလုံခြုံရေးပေးမှအပြင်ထွက်နိုင်တော့ခွေးရဲ့ကျွန်ဖြစ်ချင်တာကိုတော့အံ့ဩစရာကောင်းတယ်။ဒါကြောင့်မို့ကရင်တို့မျိုးတိုးတက်ဖို့ကရင်ပြည်နယ်လွတ်မြောက်ဖို့ကရင်ပြည်နယ်တိုးတက်ဖို့အတွက်ကကရင်တို့မျိုးတိုင်းရဲ့စိတ်ထဲမှာငါဟာကရင်လိုမျိုးဖြစ်ပါတယ်ဆိုတဲ့အသွေးတစ်ခုဝင်လာတဲ့အချိန်ကြာမှာပဲနင်းတို့လွတ်မြောက်နိုင်မယ်။နော်ဆိုတော့အခုတော်လရဲထဲမှာပါဝင်နေတော့ ကရင်လိုမျိုးတွေကတော့ငတို့ရဲ့ကရင်လိုမျိုးတွေဟာဘလောက်ထိနှိမ့်ကြတယ်ဘလောက်အထိဒီလိုမျိုးခက်ခဲနေတယ်ဆိုတာကိုနားလည်ပေမဲ့ဘောမနေတော့ကရင်လိုမျိုးတွေဟာသူတို့ကိုသူတို့ကရင်ဘွားမေ့နေကြတယ်ဒါကြောင့်မို့ဒီနဲ့ဘောမတဲ့ဒီကရင်လိုမျိုးတွေအားလုံးရဲ့စိတ်သက်ထဲမှာငါဟာကရင်လိုမျိုးဖြစ်တယ်ငါတို့ကရင်လိုမျိုးတွေကိုစစ်ခွေးတွေကတော့ဤမျိုးစုံနဲ့ခွဲခြားခဲ့တယ်ငါတို့ဟာစိတ်သက်ပိုင်းဆိုင်ရာမှာလည်းပြုံညံ့တဲ့ သူတွေစစ်ခွေးတွေတွေးခွေးတိုင်းနာရောင်ပြီးတော့ခွေးဒီရဲ့နောက်ကိုလိုက်တတ်တဲ့ကရင်လိုမျိုးပါလားဆိုတော့စိတ်သက်ရှိတဲ့တနေ့မှာကရင်ပြည်နယ်လွတ်မြောက်မှာဖြစ်တယ်။ဒါကြောင့်ကရင်လိုမျိုးသားရဲ့စိတ်ထဲမှာကရင်တွေးပါဖို့လိုအပ်တယ်။လက်နဲ့ကင်တဲ့ကရင်လိုမျိုးရဲ့အသားသမီးဖြစ်တယ်ဆိုတော့စိတ်ဓာတ်မရှိနဲ့တရွေ့ကရင်ပြည်နယ်မှာနော်စီးလုံးညီညွတ်မှုရရှိဖို့အတွက်အင်မတန်မှခက်ခဲလိမ့်မယ်။နော် ဒီနေ့စောချစ်သူနဲ့အတူစစ်ခွေးတွေကို ထောက်ခံနေတော့ကရင်အဖွဲ့သုံးဖွဲ့ကိုကြွပြောချင်တာကကိုယ့်ရဲ့ဘဝကိုလွတ်လွတ်လပ်လပ်ထူထောင်မဲ့အစာသူ့ဘဝတောင်သူ့လုံချုံအောင်သူ့မလုံနိုင်ဘူးသူ့ကိုကာကွယ်ပေးတဲ့သူရှိမှသူ့ဟာအိမ်ပြန်ထွက်ရဲနေတော့ခွေးရဲ့ကျုံဖြစ်နေရတာနင့်တို့မရှက်ဘူးလားကရင်တပ်ဖွဲ့သုံးခုရဲ့နင့်တို့ရဲ့ဘဝကိုပိုင်ပါတယ်ဆိုတဲ့ဥစ္စာကိုအခု KK Park ရုပ်ရှင်ထဲမှာကောင်းကောင်းလေးပြလိုက်ပြီ နော်ဆိုတော့ဒီတစ်ခါကတော့ဒီရုပ်ရှင်ထဲမှာ monitor ပဲတင်ပြသွားတယ်နောက်တစ်ခါပြန်ဝင်စည်းလို့ရှိတော့ nintendo system နဲ့အကုန်သိမ့်မယ်ဆိုတော့ကိုလည်းမမေ့ကြပါနဲ့ nintendo ကရင်ပြည်နယ်တိုးတက်အောင်လုပ်ကြပါလို့ကျွန်တော်ပြောချင်တယ်နော်တိတ်ရှည်ရှည်လေးဝေးဝေးလေးမပြောချင်တော့ဘူးကျွန်တော်ရဲ့ channel ကိုတည်တည်ဆိုရင် like and subscribe ပြီးခင်ပြီးကြပါတယ်နော်